တောင်းကလာရဲ့ဈေးကွက်အခြေအနေ update ကျွန်တော်တို့အင်ချမ်မီကိုအခုမှစရှာမယ့်သူတွေအတွက်တောင်းကလာမြို့နယ်ရဲ့အင်ချမ်မီဈေးကွက်အကြမ်းမြင့်လေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်တောင်းကလာမြို့နယ်ကိုအကြမ်းမြင့်ပြောပြမယ်ဆိုလို့ရှိရင်တော့သူကဒီလမ်းပန်းဆက်သွယ်ရေးအရာသွားလာရတာတော်တော်လေးလွယ်ကူတဲ့မြို့တစ်မြို့ဖြစ်ပါတယ်တောင်းကလာကိုကျွန်တော်တို့အပိုင်းနှစ်ပိုင်းပိုင်းလို့ရတယ်ဝေဇင်နာမေးတင်ရက်ကွက်တွေနဲ့တန်တူမာလမ်းမမေးတင်ရက်ကွက်တွေဆိုပြီးတော့ပိုင်းနှစ်ပိုင်းရှိမယ်ဒီတန်တူမာလမ်းမမေးတင်ဗချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကန်ထရိုက်တိုက်တွေကျွန်တော်ပို့ပြီးတော့မှအတွေ့ရတယ် ဒီဝေဇီယန်နာဘက်မှာဆိုလို့ရှိရင်တော့နည်းနည်းလေးကန်ဖိုက်တွေနည်းနေသေးတယ်လို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဝေဇီယန်နာဘက်ကတော့လူကြိုက်ပုံများတယ်အဲ့ဒီတော့သူကတော့ဈေးပုံများပါတယ်ခင်ဗျာကျွန်တော်တို့20 60ရဲ့ကျွန်တော်တို့ဒီမြေကွက်နေရာအသင်းတင်ဆိုလို့ရှိရင်3500ဝန်းကျင်လောက်ကနေပြီးတော့မှကျန်ငယ်ဈေးစရှိမယ်40 60မြေကွက်နေရာကောင်းဆိုလို့ရှိရင်3000နဲ့အပေါ်မှာရှိတယ်ကျွန်တော်ပြောနေရာကောင်းတဲ့ဟာကိုပြောရအောင်နော်သိန်းတောင်းတဲ့ပုံမှာရှိတယ်။နေရာသိမ့်မကောင်းတဲ့ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့တောင်းအောက်လေးမှာ40 60ကိုကျွန်တော်တို့ရှာနိုင်တဲ့အနေအထားမှာရှိပါတယ်။နောက်တစ်ခုက40 60ကိုကျွန်တော်တို့အိမ်ပါအ ာသွားပြီဆိုတော့အဲ့အိမ်အစ်စ်ကတော့ကျွန်တော်တို့သိပ်ပြီးတော့မှမရှိဘူးဟိုနေသားပြီးသားအိမ်နေပဲကျွန်တော်တို့ပို့ပြီးတော့မှများပါတယ်ကျွန်တော်60 60ထဲမှာအိမ်ပါသွားပြီဆိုလို့ရှိရင်တော့3800ဝန်းကျင်လောက်ကနေတော့မှကျွန်တော်တို့စရှာလို့ရမယ်လမ်းမရန်နေတို့ပြောရမယ်ဆိုလို့ရှိရင်20 60က3200ဝန်းကျင်လောက်ကနေစရှာလို့ရပါတယ်60 60ဆိုလို့ရှိရင်တော့အနည်းဆုံးကျွန်တော်တို့3300ဝန်းကျင်လောက်ကနေအမြင့်ဆုံး3800ဝန်းကျင်လောက်အထိကိုကျွန်တော်တို့ဈေးတွေဖွင့်ထားတာကိုတွေ့ရပါတယ်ခင်ဗျအိမ်ချမ်းမြေရှာနေတယ်ဆိုလို့ရှိရင်ဈေးရဲ့အိမ်ချမ်းမြေကိုအခုပဲဆက်သွယ်လိုက်ပါခင်ဗျ